ကိုစိတ်နှပြဘေးရန်ကွာကျမ်းမာရှင်လန်းနိုင်ကြပါစေဒီကနေ့ဆက်လက်ပြီးတော့ဒကမာကြီးဒေါအောင်ဆန်းစုကြည်ရဲ့ Freedom from Fear ကြောက်ရွံ့ခြင်းမှကင်းဝေးခြင်းဆိုတဲ့စာအုပ်ထဲက In Quest of Democracy Democracy ရှာပုံတော်အပိုင်း၅ကိုဆက်လက်ပြီးတော့ဆွေးနွေးကြရအောင်ဒီကနေ့အပိုင်း၅မှာတော့ ဒါဒီမိုကရေစီနဲ့ပတ်သက်ပြီးတော့တက္ကမကြီးကအစပြိုးလာတာပေါ့နော်အဲ့ဒါကိုဒါအင်္ဂလိပ်လိုဒါဥစဉ်ပထမဆုံးဖတ်ပြပါမယ် People in Burma were not only excited to learn about modern politics and political systems but they also thought deeply about democracy even though they had little experience with it democracy made sense to them and matched their idea of what a fair and civilized society should be. People naturally respond to basic ideas like representative government, human rights, and the rule of law, interpreting them in their own way. Not that they may People in Burma were not only excited. မြန်မာပြည်ကလူတွေဟာတဲ့စိတ်ဝင်စားကြတယ်စိတ်လှုပ်ရှားမှုရှိုံတယ်မဟုတ်ဘူးတဲ့ဘာကိုစိတ်လှုပ်ရှားတာလဲဆိုတဲ့အခါကျတော့ to learn about modern politics ဟောကစ်သစ်နိုင်ငံရေးအကြောင်းတွေကိုလေ့လာဖို့အတွက်စိတ်လှုပ်ရှားရုံနဲ့မကသေးဘူးအဲ political system ပေါ့နော်နိုင်ငံရေးစနစ်တွေကိုလေ့လာဖို့စိတ်လှုပ်ရှားရုံနဲ့မကသေးပဲ ਨੇ but they also thought deeply about democracy democracy အကြောင်းကိုလည်းပဲ တကယ်ကိုနက်နက်ဆိုင်ဆိုင်နဲ့စင်စါတွေးခေါ်ကြတယ်ဆိုတာကိုဒါတက္ကမကြီးဒါပြောပြတာပေါ့နော် even though they had little experience with it democracy နဲ့ပတ်သက်ပြီးတော့ဒီမြန်မာပြည်သူပြည်သားတွေမှာ အတွေ့အကြုံနည်းနည်းပါပါပဲရှိတယ်ဆိုစီအောင်တော့တဲ့ဆိုပါစေတဲ့ democracy made sense to them democracy ဟာသူတို့နားလည်တယ်သူတို့အတွက်တဘာဝယုတ်တိကြတယ် and matched their idea သူတို့ရဲ့အယူအဆတွေနဲ့ကိုက်ညီတယ်တဲ့မြန်မာပြည်သူပြည်သားတွေမှာရှိတဲ့စိတ်ကူးစိတ်တမ်းတွေနဲ့ပို့ပြီးတော့ကိုက်ညီတယ်ဘယ်လိုစိတ်ကူးစိတ်တမ်းတွေလဲဆိုတဲ့အခါကျတော့ of what fair and civilized society should be နော်တရားမျှတတဲ့ယဉ်ကျေးတဲ့လူအဖွဲ့အစည်းတွေမှာ ရှိတဲ့ရှိတိုက်တဲ့အယူအဆတွေနဲ့ပို့ပြီးတော့ကိုက်ညီတယ်လို့ဒါတုံမကြီးပြောတယ်နောက်တစ်ခုကဘာလဲဆိုတော့ people naturally respond to basic idea အခြေခံအယူအဆတွေနဲ့ သူတို့ကဘာလဲဆိုတော့သဘာဝအရာကိုဘာလဲဆိုတုံ့ပြန်ကြတယ်တဲ့နော်ဘယ်လိုတုံ့ပြန်လဲဆိုတဲ့အခါကျတော့ like representative government သူတို့က representative government ဆိုတာကဘာလဲဆိုတော့ representative ဆိုတာအာကိုယ်စားလှယ်ကို ပြောတာကိုယ်စားပြုတာပြည်သူပြည်သားတွေကိုကိုယ်စားပြုတယ်ပြည်သူပြည်သားတွေကတင်မြောက်ပြီးတော့အစိုးရဖြစ်လာတဲ့ပုံကူတွေကို representative government လို့ပြောတာ ြည်သူကမတင်မြောက်ဖဲနဲ့ဟုတ်လားအာနာလူတဲ့အစိုးရမျိုးကိုဒါပြောတာမဟုတ်ဘူးပေါ့နော်အဲ့ဒါမျိုးတွေကိုလည်းပဲသူတို့ကတုံ့ပြန်ကြတယ်တဲ့နောက် human rights လူခွင့်ရေးတွေလည်းတန်ဖိုးထားတယ်နော်နောက်တစ်ခါ the rule of law rule of law ဆိုတာကဘာလဲတရားဥပဒေစွမှုရေး and interpreting them in their own way အဲ့ဒီတရားဥပဒေစွမှုရေးတို့လူခွင့်ရေးတို့နောက်တစ်ခါပြည်သူအစိုးရ ဒီသူတင်မြောက်တဲ့အစိုးရအဲ့ဒါတွေကိုသူတို့ရဲ့ကိုပိုင်နီးကိုပိုင်ဟန်နေနဲ့အဓိပ္ပာယ်ဖွင့်ဆိုကြတယ်ဆိုတာဟုတ်တာတက္ကမကြီးပြောပြတာတကယ်တမ်းကျတော့ပြည်သူပြည်သားတွေကမြန်မာပြည်သူပြည်သားတွေကဒီမိုကရေစီကိုဒီလောက်ထိအောင်ဘာကြောင့်တန်တန်တတာနဲ့လိုလတ်တောင့်တနေကြရတာလဲဒီမိုကရေစီအတွက်ဘာကြောင့်ဒီလောက်ရုန်းကန်နေကြရတာလဲဆိုတာဒါရှင်းရှင်းပေါ့ရှင်းရှင်းလေးပဲတက္ကမကြီးပြောတဲ့အရာဆိုရင် နော်အာနာရှင်စနစ်ကိုမကြိုက်လို့အာနာရှင်စနစ်ကိုမနှစ်သက်လို့အဲ့ဒီလိုအဓိပ္ပာယ်သက်ရောက်တယ်ပြည်သူအများစုကဘာဖြစ်လို့မကြိုက်တာလဲဆိုတဲ့အခါကျတော့ပြည်သူအများစုကဗုဒ္ဓရဲ့ဓမ္မနဲ့ယဉ်နိနေကြတယ်နော်အဲ့တော့ဗုဒ္ဓရဲ့ဓမ္မဗုဒ္ဓရဲ့ဝါဒဆိုတာတကယ်တမ်းကျတော့အာနာရှင်စနစ်မဟုတ်ဘူးဗုဒ္ဓဘာသာမှာအခြေခံသဘောတရားတွေဟာအာနာရှင်စနစ်နဲ့လုံးလုံးဆန့်ကျင်တယ်ပြရတလန်တန်တလန်ပဲကျွန်တော်တို့ဒါဒကမကြီး ဒါဒီသဘောတရားတွေကိုပြောပြတယ်အဲ့တော့ဗုဒ္ဓဝါဒဟာဘယ်ပုံမှာခြေခံတယ်လဲဆိုတော့ဓမ္မထွန်ကားရေးပုံမှာခြေခံတယ်လွတ်လပ်မှုပုံမှာခြေခံတယ်တရားမြတ်တာမှုမေတ္တာကရုဏာဆိုတဲ့တရားတွေပုံမှာမေတ္တာကရုဏာပြည့်ဝတဲ့လူအဖွဲ့အစည်းဖြစ်ဖို့အတွက်အားပေးတယ်ညွန်ပြတယ်လမ်းညွန်တယ်ဗုဒ္ဓရဲ့ဓမ္မကအနာရှင်စနစ်ကတော့ဗာလဲဆိုတဲ့ခါကျတော့ဖိနှိပ်တယ်မညီမြအောင်သွေးခွဲပြီးတော့ divide and rule ပေါ့သွေးခွဲပြီးတော့အုပ်ချုပ်တယ်လွတ်လပ်မှုမရှိဘူးဒါကြောင့်မလို့ပြည်သူပြည်သားတွေကအာဏာရှင်စနစ်ကိုဒါမကြိုက်ဘူးဓမ္မထွန်းကားတာကိုပဲကြိုက်တယ်ဓမ္မထွန်းကားရေးလို့ပြောတဲ့အခါမှာဒါနိုင်ငံရေးအရာပြောရမယ်ဆိုလို့ရှိရင်ဒါဒကမာကြီးအများအားပြောပြောနေတဲ့ဒါနိုင်ငံရေးစကလုံးနဲ့ဆိုရင်တော့ဒါတရားဥပဒေစိုးမိုးရေးပေါ့ဗုဒ္ဓရဲ့ဗုဒ္ဓဘာသာရဲ့ဝဟဟာရဆိုရင်တော့ဒါဓမ္မထွန်းကားရေးလို့ဒီလိုပြောလို့ရတယ်ဗုဒ္ဓဘာသာဝင် အများစုဟာအများစုအနေဖြင့်တရားဥပဒေစိုးမိုးရေးတနည်းအားဖြင့်တော့ဓမ္မထွန်ကားရေးကိုအလေးပေးသင့်တယ်လို့ဒါပြောချင်တာပေါ့နော်ဒါပေမဲ့အာနာရှင်စနစ်အောက်မှာအာနာရှင်စနစ်အောက်မှာဥပဒေဟာအာနာရှင်တွေရဲ့အကျိုးစီးပွားကိုပဲအကာအကွယ်ပြုဖို့အတွက်အသုံးပြုခြင်းခံနေရတယ်နော်ပြည်သူတွေကိုဖိနှိပ်ဖို့အတွက်ဒါဥပဒေတွေကိုသူတို့အသုံးပြုနေကြတယ် တော့အာနာရှင်စနစ်အောက်မှာတရားဥပဒေစိုးမိုးဖို့ဆိုတာမဖြစ်နိုင်ဘူးအာနာရှင်စနစ်အောက်မှာဓမ္မထွန်းကားဖို့ဆိုတာမဖြစ်နိုင်ဘူးအဲ့တော့ပြည်သူပြည်သားတွေရဲ့အခွင့်အရေးတွေကိုကာကွယ်ဖို့ဒီဥပဒေတွေဟာပြည်သူပြည်သားတွေကိုကာကွယ်ဖို့ပဲဖြစ်စင်တယ်ပေါ့နော်အဲ့တော့အာနာရှင်စနစ်အောက်မှာတော့ဒီလိုမဟုတ်ဘူးသူတို့ဒီဥပဒေတွေကိုပဲအသုံးပြုပြီးတော့သူတို့အာနာတည်မြဲရေးကိုပဲလုပ်နေကြတယ်လို့ဒီလိုသက်ရောက်တာပေါ့နော်အဲ့တော့ တရားတဲ့ဥပဒေဆိုတာဟာပြည်သူလူထုကိုကာကွယ်ဖို့ပဲဖြစ်တယ်။ပြည်သူလူထုကိုဖိနှိပ်ဖို့မဖြစ်သင့်ဘူးပေါ့နော်။အဲ့တော့တရားတဲ့ဥပဒေမျှတတဲ့ဥပဒေဆိုတာဟာပြည်သူပြည်သားတွေရဲ့အခွင့်အရေးတွေကိုကာကွယ်ဖို့လူအဖွဲ့အစည်းတွေမှာတရားမျှတတဲ့တရားမျှတမှုရှိအောင် ထိမ့်သိမ့်ဖို့ဆိုတာပဲဒါဖြစ်သင့်တယ်။ဘုရားရဲ့ဓမ္မကိုတကယ်တန်ဖိုးထားတယ်ဆိုလို့ရှိရင်ဘုရားရဲ့ဓမ္မကိုတကယ်လေးစားတယ်ဆိုလို့ရှိရင်အာနာရှင်စနစ်ကို အားပေးစရာအကြောင်းမရှိပါဘူးအားပေးစရာအကြောင်းမရှိဘူးအဲ့တော့ဗုဒ္ဓရဲ့သားတော်သမီးတော်စစ်မှန်တယ်ဆိုလို့ရှိရင်အာနာစင်အာနာရှင်စနစ်ကိုဘယ်လိုနည်းနဲ့မှထောက်ခံစရာအကြောင်းမရှိဘူးဗုဒ္ဓဘာသာဟာမေတ္တာကရုဏာဒန်းတူညီမျှမှုဟာလာလွတ်လပ်မှုမှာအခြေခံတဲ့ဘာသာတစ်ခုဖြစ်တယ်အဲ့တော့ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ဓမ္မထောင်ကားရေးအတွက်အာနာရှင်စနစ်ကိုမလုပ်ရမလဲဆိုတော့ ပပျောက်သွားအောင်ပျောက်ကွယ်သွားအောင်ဆောင်ရွက်ဖို့လိုတယ်။အာနာရှင်စနစ်ကိုပျောက်ကွယ်အောင်ပပျောက်အောင်ဘယ်လိုဆောင်ရွက်မလဲဆိုတော့တက္ကမကြီးတောင်ဆန်းစုကြည်အများရန်ပြောသလိုပဲပေါ့။ဆန္ဒရှိဖို့လိုတယ်နော်။ဆန္ဒရှိအောင်လည်းမပြီးဘူးဝိရိယရှိဖို့လိုတယ်။ဝိရိယရှိအောင်လည်းလည်းမပြီးသေးဘူး။ဟာလားစိတ်ရှိဖို့လိုတယ်။စိတ်ဓာတ်ပြင်းပြဖို့ပြင်းထန်ဖို့လိုတယ်။စိတ်ဓာတ်ပြင်းထန်အောင်လည်းမရသေးဘူး။ဒါပညာဉာဏ်နဲ့သုံးပြီးတော့ လုပ်ဖို့လိုတယ်ဆိုပြီးတော့ဒါပြောတာပေါ့ဒါတွေကဘာလဲဆိုတော့ဗုဒ္ဓရဲ့တရားတော်ကိုအခြေခံပြီးတော့ဒါပြောပြတာပေါ့ဗုဒ္ဓရဲ့တရားတော်မှာတော့သန္တာဝတ္တကိဏာမကမ္မနာသိစတိသန္တာရှိလို့ရှိရင်မပြည့်မြောက်နိုင်တဲ့အရာမရှိဘူးလို့ဒီဟာကိုဓမ္မရတော်ဒါပါဠိလိုမရွတ်ပေမဲ့ဒီဟာတွေကိုဒီရဲ့သဘောတရားတွေကိုဒါပြောပြတာเนาะဝရိယဝတ္တကိဏာမကမ္မနာသိစတိဝရိယရှိလို့ရှိရင် မပြည့်မြောက်နိုင်တဲ့အရာဆိုတာမရှိဘူးစိတ်တဝတော်ဂိဏာမကမ္မနာသိစတိစိတ်တပြင်းထန်တဲ့ဆိုလို့ရှိရင်မပြည့်မြောက်နိုင်တဲ့အရာဘာမှမရှိဘူးပညာဝတော်ဂိဏာမကမ္မနာသိစတိဉာဏ်ပညာနဲ့ရှင်ပြီးကမှလုံမယ်ဆိုလို့ရှိရင်မပြည့်မြောက်နိုင်တဲ့အရာဘာမှမရှိဘူးဆိုပြီးတော့ဒါဒကမကြီးတော်ဆန်းစုကြည်ကဒါပြောခဲ့တဲ့ဥစ္စာဒါကြောင့်မလို့မိမိတို့လိုလားတောင်းတတဲ့ငြိမ်းချမ်းတဲ့ Federal Democracy ကိုရရှိဖို့အတွက် ပြေးဝတဲ့ကြီးမားတဲ့ဆန္ဒမလျှော့တဲ့ဇွဲလုံးလားနဲ့စိတ်တက်ခိုင်ခိုင်မာမာနဲ့ဉာဏ်ပညာလွှားပြီးတော့မိမိတို့လိုချင်တဲ့ Federal Democracy ပန်းနိုင်ကို အမြန်ဆုံးအရောက်လှမ်းနိုင်ကြပါစေလို့ဆန္ဒပြုစုတောင်းပါတယ်မိမိတို့လိုရင်ဆန္ဒနဲ့ပြည့်စုံနိုင်ကြပါစေ